င်မင်းတို့ရေอืมကျွန်တော်ဘာလို့လဲဆိုတဲ့အခါကျတော့ညီလေးကိုအဆက်ပြန်ယူဖို့ပြောလိုက်တဲ့အချိန်မှာညီလေးပြောလိုက်တဲ့စကားတော့မရှိပါဘူးအာဘာလဲဆိုတဲ့အခါကျတော့အိမ်မှာအရန်တကြီးတဲ့မိသားစုတွေပဲကြံခဲ့တယ်ကျွန်တော်ဘဝကျွန်တော်ပြန်ယူဖို့ကျွန်တော်လာပေးမဲ့သူမရှိဘူးကိုကနေကိုရန်ကျုံကန်နေရတဲ့ဘိုင်းနေကိုတင်ပြရတယ်အရန်စူးစမ်းပြီးတော့ဒီချင်းနေထိရက်တီလာတာကိုလည်းကိုတွေ့ရတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ကိုကိုကိုနှိမ့်ချပြီးတော့နေနေရဆိုပေမဲ့ challenge တိုင်းမှာအရန်စူးစမ်းတာကိုကိုတွေ့မြင်ရတယ် အိမ်မှာမိသားစုဆိုလဲကိုကရုံးကန်ပြီးတော့ရှာကျွေးနေရတဲ့လူငယ်လေးတယောက်အကိုဂုံပြူးကျင်ပါတယ်ပြောပြပေးပါအာကျွန်ကန်တာကတော့ကျွန်တော်ငငယ်လေးရတယ်အဲ့လိုပစ္စည်းတစ်ခုကိုတောင်းလိုက်တယ်အဖေဒါလေးဝယ်ပေးပါမင်းဆူရအောင်လုပ်တယ်ဆောင်းဝဲအောင်အမှတ်ကောင်းလုပ်တယ်ကျွန်တော်အဲ့လိုမျိုးသိပ်ပြီးတော့လေကိုတောင်းဆိုလိုက်တဲ့အရာကိုခဏခဏတောင်းတာမကြိုက်ဘူးတစ်ခေါက်တောင်းကြည့်တယ်ပေးလာမပေးဆိုတော့နောက်ဘယ်တော့မှမတောင်းတော့အဲ့ feeling ရှိရဲ့ အဲ့တော့ငငယ်ရဲ့ဘာစိတ်ကူးရှိလဲဆိုငါတနေ့တစ်ချိန်မှာငါပလာငါရက်တည်နိုင်ရမယ်ငါဘာငါရက်တည်နိုင်မှာငါရဲ့ relative တွေပါငါထောက်ပံ့နိုင်တဲ့သူဖြစ်ချင်တယ်အဲ့ဒီစိတ်ကငငယ်ရဲ့ရှိတယ်အဲ့ခါကျောင်းငငယ်ရောဆိုအဲ့လိုမဖိုးသွားကြောလို့မဖိုးလေးရတာဖြစ်ဖြစ်ဘာလေးပဲရလာရတာဘတော်မှာကိုတုံးလိုက်တယ်ဆိုမှရှိဘူးအိမ်မှာအမိကိုပွေးလိုက်တာအမိပြင်းမိသားရှာကျွေးရနော်အဲ့လိုမျိုးဟိုးငငယ်လေးတဲ့ဟင်နင်ကငွေငါဖိုးလေးလောက်ပေးပြီးတော့ရှာကျွေးရအော်နေရဘာညာဆိုအဲ့လိုမျိုးမိကဟိုဟာဖြစ်တော့ now ကျွန်တော်တို့ family ကဘာဖြစ်လဲဆိုတော့နည်းနည်းဟိုတင်းကျပ်တယ် အဖေကစကန်ကြည့်ရစကန်ကြည့်ရအမေကလည်းအလိုလိုက်လားဆိုတော့အမေကလည်းအရင်လိုမလိုက်တတ်ဘူးနောက်အထူးအဖြစ်ဟိုပညာရေးမှာအိမ်ကအမေဆိုဘလောက်စကန်ကြည့်လဲဆိုကျွန်တော်တို့ဖျားလို့ကြောင်ပြတ်တယ်ဆိုတော့ဘဝမှာမရှိခဲ့ဘူးဘလောက်ဖျားပြန်မသိသေးဘူးလားကြောင်သွားနေနင့်ကိုကြောင်မှာဆရာမရဲ့ကြည့်မယ်တငယ်ချင်းတွေကြည့်လိုက်မယ်ငါတို့အိမ်မှာဘယ်မှနေမကြည့်နိုင်ကြောင်ကိုရအောင်ပူတယ်အဓိကတော့အမေပညာတတ်စေချင်တာအဲ့ခေတ်ချိန်ကဟိုတားမိလိုလိုက်လို့ပညာတတ်တဲ့တငယ်ချင်းတွေအများကြီးအဲ့ခါကျတော့အမေအဲ့လိုမျိုးဖြစ်စေချင် မိဘလိုလိုက်လို့ပျက်စီးတဲ့သားမျိုးတော့မှမလိုချင်အခု camp ဝင်တဲ့အချိန်မှာတော့အမြင့်ဖုန်းဆက်တိုင်းညာတိုင်းတာကျိုးစားနော်ရားတော့ကိုစွမ်းကုန်ထုတ်ဆော့ဆော့အိတ်ဘတော်မှသူများမနာလို့မဖြစ်နဲ့အမြင့်တင်တယ်အကုန်လိုက်နေလား jealous မဖြစ်ပါနဲ့ဟိုအဲ့လိုမျိုးပေါ့နော်အမြင့်ဆုံးပါတယ်အဲ့အဲ့ခါကျတော့ငယ်ရတဲ့အမေပေါ်အရန်အတန်ရစီကြီးအပြက်တားတင်းချက်လုံးလို့ကြောက်တယ်ဖေးကြတော့တိတ်မကပ်ဘူး အဲ့လိုနဲ့လိုပဲရောင်းကန်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုလူချင်းတာတောင်းဆိုလို့မရရင်ကိုယ့်ကိုယ်ပဲရအောင်ရှာတတ်တယ်ရဟိုကြံဖန်တတ်တယ်အဲ့လိုမျိုးခါကြတော့နည်းနည်းကြီးလာတယ်အိမ်မှာစီးပွားရေးအဆင်မပြေတော့ခံစားရတယ်တိတယ်အဲ့ခါကြတော့ဘာဖြစ်လဲဆိုကျူရှင်တောင်းမှမထားဘူးလားဟိုထားပြီးမှလာမေးလိုက်တယ်မထားဘူးဆိုဘာမှဆက်မပြောတော့စာရင်မရတော့လိုင်းနိုင်တော့လည်းမပြောကိုရသောက်ကြက်တယ်တိတဲ့လောက်ကိုမေးတယ်မရဟို ရနိုင်တော့ပဲဖြစ်တယ်။ဟိုမရတော့ဘူးသူရှင်ထားပြပါဒီဘာသားမထားပြမရတော့ဆိုတာမျိုးအင်းတခါမှပြောခဲ့ဘူး။အဲ့ခါကျတော့ဆယ်နှစ်တော့ဆိုဆရာမတော်မှနေကိုင်းယူมาရမယ်။နေကိုင်းမြင်မလွယ်တော့ဘူးဆိုတော့အိမ်မှာပြောကြည့်အဖေခိုက်ထားပြပါလားဆိုအဖေကပတ်စံပူမရှိဘူးတဲ့။အားလုံးက limit ထားထားတယ်တဲ့။ဘယ်သူမှလည်းကြီးကြီးလက်ကိုင်းမြူခဲ့ဘူးတဲ့။မိဘဆိုတော့သူရှင်ဆရာမတော်တနာလို့ခိုက်ထားပြတာ။ဆယ်တန်းမှအဲ့လိုမျိုးဆိုဆယ်တန်းပြီးွားအချိန်မှာလုံးဝအိမ်မှာ အမေရောဖေရောအမေဘက်ကအမေဘက်ကဘယ်လိုလဲဆိုတော့ဒီနေဘက်မှာရှိတဲ့ခြံနေပါလေကုံပြတနာတက်တော့သူတင်းခံလိုက်ရတယ်အမေကလည်းရိုးရိုးအစိုးရဝန်တန်းအဖေအားတင်းမောလိုက်တယ်ဆိုပေမဲ့မလိုက်တာကနှစ်20လောက်ရှိပြီငွေမာလေးမွေးပြီးရဲ့ကျတော့ကြာရဲ့အဲ့ခါကျတော့နောက်ပြီးတော့အင်းကအဖောက်ခံတယ်ခိုးခံနှစ်ခါသုံးခါလောက်ဘာမှမရှိတော့အဆင်မပြေတော့အဲ့ချိန်မှာ မြန်မာလေးရဲ့ကျန်းစိတ်တောင်မှတော်တော်ခက်ခဲနေပြီအကြီးမားကလည်းသူ့ရဲ့ life မှာသူ့ဘာသူအဲ့ချိန်မှာသူကတိုးတက်ဖို့အတွက် master တက်ဖို့ကြီးတိုးတက်ဖို့သူလုပ်နေရတယ်အိမ်ကိုပြန်ကြည့်နိုင်တော့အဖေကမြေဆုံးပါတယ်အိမ်မှာယောက်ျားလေးအမြင့်တက်ပဲရှိတာမင်းဘာပဲဖြစ်နေဖြစ်နေဒီအိမ်ကိုထောက်ပံ့နိုင်တဲ့သူဖြစ်ရမယ်ဆယ်ရန်ပြီးပြီးနောက်နေ့ဆောင်ဝဲပြီးပြီးနောက်နေ့ဆိုတာ ਨੇ ကျွန်တော်အလုပ်စလုပ်တယ်အင်းစားဖို့ရှာရမယ်။ကိုကြောင်တက်ဖို့ရှာရမယ်။အငယ်မောက်ကြောင်ထား အမေကိုလုံးဝမျက်နှာမမြင်စေချင်။ကြားရလို့ကုန်လို့။ပါပဲဖြစ်နေဖြစ်နေ။နောက်ဆုံးကြောင်းစိတ်တောင်လမ်းသွားဖို့မရှိလို့ကြထားခုစီရ။အဲ့ချင်ပါဘဝအရင်ခါတယ်။ဘုန်းနဲ့ ចောင်းទូតែនភីគេទូកោមកពីចောင်းតែនេះឆេមចောင်းចាប់ហូសាអពូមិនយកឆាយជួយចាប់ហូតាវិញបាទតែមកជន្ទអីហេរ៉ាပြောនេះ distant តាប់បាទវិញទៅទៅទៅបាទမတက်ဖို့ရတယ်။ဘာလို့ဆို distance ကကျွန်တော်စာနဲ့အရင်ဝေးပါတယ်။ကျွန်တော်ပညာတက်ချင်တယ် အီးမေးလ်ကြာယူရဲတရှင်တက်ဘူး lecture chain တွေကိုတက်နိုင်ဆုံးလေးလာသူများအဲ့ချိန်မှာအရန်ကျူရှင်အားကိုးပြီးကျူရှင်တက်ပြီးဖြည့်နေအချိန်မှာကျွန်တော်ကြောင်ဖြတ်တခန်းလုံးမှာကျူရှင်မိပြီလားကျိုးစားတယ်ကျိုးစားတယ်ဖေးလာတယ်ဒါပေမဲ့လည်းကျိုးစားဖို့အခွင့်မပေးပါဘူးကျွန်တော်အမှန်တော့ master ပဲပြီးကျင်တာပြီးဘူးဘာလို့ဆိုတော့ကျွန်တော်12နိုင်ထိုးပြီးခါနဲ့ကျောင်းအပြန်ထွက်တယ်ဘာလို့ဆိုတော့12နိုင်နောက်ပိုင်း1နိုင်နောက်ပိုင်းညနေစပြီးကျွန်တော် part time job တွေအများကြီးရှိတယ် ကျွန်တော်ညမိုးချုပ်တဲ့အထိလှုပ်လှုပ်ပါ Starry Guide လောက်တယ်အဲ့အချိန်မှာ Starry Guide လောက်တာအလောက်ကြီးငွေကြီးအဆင်မပြေတော့တခြားသောအလောက်ဒီလောက်ရအများကြီးရှင်မျိုးထဲမှာစိုင်းဖွင့်ထားတယ် waiter သွားလောက်ပါတယ်နောက်ဆုံးကိုတော့မလန်းစီမရှိနေတာမှနှုတ်စီဘူးဖောက်ပါအဲ့လောက်ထိလှုပ်အမေကမှားတယ်သူများရှည်အောင်မခိုးနဲ့မှောက်ဝက်နဲ့ကလင်ကကြစ်မကြနဲ့အလုံးမှန်များကုန်ရှိစွာ မင်းပါပဲလုံနေလုံနေတမအာဇီဝနဲ့ရှာလာတဲ့ပစံဂုံရှိတယ်။သူများသားမျိုးလိုမိဘပစံထိုင်ဖြုံးနေရမျိုးမဟုတ်ဘူး။အမြင်အားပေးတယ်။စိတ်သက်ခွန်အားရတော့ဖြစ်ခဲ့။ဒါပေမဲ့ဘလောက်ပဲစိတ်သက်ခွန်အားဖြစ်ပါပါအဲ့ချိန်မှာတော့အားငယ်နေတာအမှန်ပဲ။ဘယ်တော့မှအိမ်မှာညိမ့်ကြပြခဲ့။အရန်ဝမ်းနေလို့တော့ခံပြင်းနေတာမှာကော့ကူပြီးမှခုံးငူပြီးမှအိမ်ပြန်လာ။အမေကမိလိုက်အဆင်ပြေလားဆိုအဆင်ပြေတယ်ပဲဖြစ်ကျင်တယ်။ တို့မှာအသက်အရန်ကြီးနေပြီအမေဆိုဟိုရှိ80ရှိအဖေဆို80ကျော်ပြီတို့အဖြစ်သွားပြောလို့မရတို့လုံနိုင်လုံပေးနိုင်တဲ့အစွမ်းကုန်သွားပြီကျွန်တော်တို့ဆယ်ရန်အောင်ပြီတဲ့အချိန်မှာဆယ်ရန်ဖြစ်ပြီးအောင်ပြီတဲ့အချိန်မှာအမေတို့က160ကျော်ပြီလေတို့ဘာတတ်နိုင်မှာလဲဘာလုံပေးနိုင်မှာမလဲဒါတို့အဖြစ်မဟုတ်ဘူးဒါကိုရဲ့ကံကြမ္မာပဲပေါ့အဲ့လိုအချိန်တွေမှာအမေဒါလုံပေးအမေတို့ကြားမထားပေးလို့အဖေတို့ကြားမထားလို့ အဖေတော့မထောက်ပံ့လို့ဒီလိုဖြစ်နေတော့ပြောလို့မရဘူးလေသူတို့ဘာလုပ်ပေးရမှာလဲဒီသက်ရွယ်ငယ်အပြင်မှာထွက်ပြီးဈေးရောင်းပေးရမှာလားဒါဟုတ်တော့မှလည်းသူတို့အပြစ်လုံးခံခဲ့နော်ဒါငါတို့အရင်ကကုသိုလ်ကောင်းမှုနည်းလို့လေအဲ့တော့ကိုပြန်လာရင် အမေကအမေကလည်းဘတော်မှတိုက်ရင်ဒီလာတော့အိမ်ဈေးကလောက်ကြတယ်မင်းဘလောက်ပေးမှလဲလို့မမေးခဲ့ဘူးပေးတဲ့လောက်ကိုသူယူတာ ရအောင်သူတုံးတယ်ရအောင်သူခံခွဲတယ်အဖေဆိုလဲသူ့ဟာသူစူဆောင်းထားတာတွေရှိရယ်ကလူလာလွင်ထုတ်လိုက်ဒါမဲ့အရန်တော်တော်ကြီးခက်ခဲနေတာမှမတုံချီးတုံးတယ်အဖေခဏလောက်ချီးပါပြန်ဆက်မယ်အဲ့လိုအခြေအနေမျိုးမှာဒီဒီဇိုင်နာဖြစ်ချင်နေဆိုတော့ခဏမိထားပါ အရန်ဖြစ်ချင်တယ်အရန်ဖြစ်ချင်တယ်သေလောက်အော်နေလေဘယ်မှာသွားတတ်နိုင်လို့လဲဘာမှမဖြစ်ဘူးမဖြစ်တော့အဲ့ချိန်မှာဖြစ်ချင်တာရယ်ဖြစ်နိုင်တာရယ်ကြားမှာဖြစ်တင်တာကိုအရင်ရွေးခဲ့ရအလုပ်တွေလုပ်တယ် story guide လုပ်တယ်တဖြည်းဖြည်းကျောင်းနေမှာဟို tuition ဝိုင်းနေမှာ လုပ်တယ် အဲ့ဒီမှာကိုယ့်ရဲ့ဒုတိယမိဆိုတာမျိုးပေါ်လာဆယ်တန်းကဆယ်မတော့ပြည့်ပြည့်ထွေး तू က life မှာအများကြီး तू ကျွန်တော်အမေပြင်းဒုတိယအမေလိုပဲခွန်အားတွေပေးခဲ့တယ်ကျွန်တော်အခုချိန်ထိသူများရှိမှာပတ်စံ5000ချီးဖို့မလွယ်သူရှိမှာ5သိန်းသွားချီးဒါဘလောက်လိုတာလဲချက်ချင်းသူထုတ်ပေးတယ်ဒါပေမဲ့အခွင့်အရေးဆိုတာယူတိုင်းမကောင်းကျွန်တော်သေလောက်အောင်အကြက်တဲဖြစ်ပြီဆိုတော့မှသာကုညီတောင်းမှုလား ဆရာမလည်းအားပေးတယ်အဲ့လိုမျိုးနဲ့တဖြည်းဖြည်းတတ်တယ်ဟိုအိမ်ချုပ်တဲ့ဟာကိုစားတတ်ဖို့ပတ်စံစုရတယ်အဲ့လိုစုဖို့အချိန်မှာကိုကြောင်းစိတ်ရှိသေးတယ်အငယ်မှကြောင်းစိတ်ရှိသေးတယ်ညီမလေးကိုခုနှစ်တန်းနေပြီးတက်သူထိကြောင်းထားခဲ့ကိုလည်းစာမွေးမှာဖြည့်တယ်ဘွဲတစ်ခုရအောင်ရအောင်ကိုယူတယ်မိမိဘာ အမျိုးတွေထဲမှာလည်းဟင်းသူတို့အမေတွေမိဘတွေတောင်းမကြလို့ဒီသားသမီးတွေဘွဲမရဘူးဆိုတော့ဟာမျိုးလုံးဝမဖြစ်စေရညီမလေးကိုလည်းဆဲထဲမှာကိုကိုရင်စာတင်တယ်မောင်မချင်းစာတင်လို့မရဆိုရဲဘရူးစ်ကိုရိုက်ချိုးခဲ့ကိုဘတော်ကိုပဲသူတင်တယ်အောင်တင်တယ်သူအကြီးတောင်နေနဲ့သူရှိမှလည်းမမမမရက်တည်လူလီသေးမရှိစေရအောင်ကိုသား စုပ်ပြက်ရင်စုပ်ပြက်နေမယ်ကို့အမေတွေကို့ညီမတွေကြည့်လိုက်လူလက်တန်းစားတယောက်နေနဲ့ကောင်းကောင်းမွန်မွန်နေနိုင်အောင်ထားတယ်အားကြောင့်ချို့ယောက်ျားလေးအလုံးရှိဘူးအလုံးရှာလို့မရဘူးဆိုရှိချင်တယ်အလုံးစာမရှိဘူးဆိုမှရှိကို့မလုံးလို့ပဲမရှိတာကို့မရှာလို့မရှိတာအဲ့လိုမျိုးခွန်အားခါလိုက်ကြတော့ခွန်အားဖြစ်တယ်အော်ငါဒီလိုအချိန်မှာဒီလိုတွေရှာပြီးဒီလိုတွေစူးစမ်းပြီးရုန်းကန်နေတယ်။ကိုကိုကိုပြပစ်တယ်။ 咱们开教了一下啊你